အကောလုံးအတက်ရှင်မှုဖြစ်နိုင်တော့ကျွန်တော်တို့တွေကစမွေးဖွားလာတွေကပြန်ပြီးတည်ဆောရမယ်ဆိုတာအားလုံးအသိပြတာပါပဲဒါပေမဲ့ကျွန်တော်တို့ရဲ့နေဝေချိန်ကပဲချိန်ပဲနေရာလဲဆိုတာတော့ဘယ်သူမှမသိကြပါဘူးခုလေဒီဖြစ်ကိုကြည့်မယ်ဆိုလို့ရှိရင်စက္ကန့်ပိုင်းမိနစ်ပိုင်းနဲ့ဘွားရဲ့နေဝေချိန်တွေကိုရောက်ခဲ့ကြတယ်ကျွန်တော်တို့ဘွားရဲ့ တိုးတောင်းလာတဲ့အချိန်ခဏလေးမှာလူလူချင်းချင်းရံညိုးတွေအမုန်းတွေအာဃာတတွေမထားကြပဲနဲ့ကိုယ့်ရဲ့မိသားစုနဲ့ရှိတဲ့အချိန်ခဏလေးမှာပျော်ရှင်စွာဖြတ်တန်းကြတာအကောင်းဆုံးပါပဲ။ဘာလို့လဲဆိုရင်ကျွန်တော်တို့ရဲ့နေဝေချိန်ကမနှက်ပြန့်ဖြစ်မလားဒါမှမဟုတ်မကြတဲ့နာယီမိနစ်ပိုင်းမှာ ဖြစ်မလားဆိုတာဘယ်သူမှမသိကြပါဘူး။ ။ဒါကြောင့်ကြက်ရှိနေတဲ့ဘဝလေးကိုကျွန်တော်တို့တွေကောင်းမှုစွာဖြတ်တန်းပြီးတော့မိသားစုနဲ့တူပျော်ရွှင်တဲ့နေ့ရက်လေးတွေကိုဖန်တီးလိုက်ပါလို့ပြောကြားခြင်းပါတယ်။ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျ။